ပြီးခဲ့တဲ့နှစ်လဝန်းကျင်စက်တင်ဘာ29ရက်ကစစ်ကောင်းဆောင်ဟာတရုတ်နိုင်ငံကူမင်းမြို့ကိုသွားရောက်ခဲ့ပါတယ်။အဲဒီခေတ်စမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကတရုတ်မီဒီယာတွေရှေ့မှာအခုလိုပြောကြားခဲ့ပါတယ်။ ကျွန်တော်တရုတ်နိုင်ငံကိုရာဘူတာ၁၂ချိန်မြောက်ခီးစင်ဖြစ်ပါတယ်ဒီ၁၂ချိန်မြောက်ခီးစင်ထဲမှာဒီခီးစင်ကအောင်အမြင်ဆုံးခီးစင်တစ်ခုလို့ကျွန်တော်ပြောလိုပါတယ်အဲ့ဒီခီးစင်ပြီးမှာတော့ရန်ကုန်မြို့တစ်စီမံကိန်းတစ်ခုပါဝင်ဖြစ်တဲ့တရုတ်မြန်မာစီးပွားရေးဈေးကြံ CMEC စီမံကိန်းတွေကိုအများဆုံးအကောင့်ထည့်ဖို့နှစ်ဖက်အတီးပြူခဲ့တယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကစေအုပ်စုလက်အောက်ခံမီဒီယာတွေကိုတဆင့်ဖြေကြားခဲ့တာပါ အရိဖြစ်ရတွေနဲ့အတူရက်တန့်ထားတဲ့ရန်ကုန်မြို့သစ်စီမံကိန်းကိုဥဆောင်လုပ်ကင်ခွင့်ရမယ့်သူဟာဒီခရိုနီဖြစ်မယ်လို့စီးပွားရေးအတိုက်ဝန်ကယူဆပြောဆိုနေကြပါဗျ။ဘာကြောင့်လဲဆိုရင်ပြီးခဲ့တဲ့နှစ်2024ခုနှစ်နိုဝင်ဘာလကစစ်ကောင်းဆောင်ရဲ့တရုတ်နိုင်ငံယူနန်ပြည်နယ်ကုမင်းမြို့ခီးစင်အတွင်းလိုက်ပါခွင့်ရခဲ့တဲ့ထိတ်တဲစီးပွားရေးလုပ်ငန်းရှင်အရေးအတွက်ကနေငယ်သားဖြစ်ပါတယ်။ အဲ့ဒီသူတွေထဲမှာဆရာနာသိမ်းပြီးနောက်တိုးတိုးတိတ်တိတ်သာနေခဲ့တဲ့တရုတ်တထေးကြီးလည်းပါဝင်ပါတယ်။အခု2025 August လနောက်ပိုင်းစစ်ကောင်းဆောင်ရဲ့တရုတ်ခီးစင်မှာလည်းသူပါခဲ့တယ်လို့သတင်းသက်သက်ထွက်ခဲ့ပါသေးတယ်။စစ်ကောင်းဆောင်ရဲ့အဲ့ဒီခီးစင်တွေမှာသူပါဝင်တာကိုမီဒီယာအချို့ကသတင်းအဖြစ်ဖော်ပြတာရှိပေမဲ့ဓာတ်ပုံမှတ်တမ်းတော့မထုတ်လွှင့်နိုင်ခဲ့ကြပါဘူး။စစ်ကောင်းဆောင်ရဲ့တရုတ်ခီးစင်တွေအတွင်းမှာထုတ်ဆိုနိုင်ခဲ့တဲ့စာချုပ်တွေဟာ မြန်မာပြည်ကကျုံွယ်ပါစီးပွားရေးလုပ်ငန်းရှင်တွေနဲ့အကြီးအကျယ်ဆက်နွယ်မှုရှိတယ်လို့စီးပွားရေးအတိုင်ဝန်ကဆိုကြပါတယ်။အဲဒီတရုတ်တထေးကြီးကတော့တရုတ်နိုင်ငံယူနန်ပြည်နယ်ဘွာတရုတ်လူမျိုးစစ်စစ်ဖြစ်တဲ့အသက်45နှစ်ဝန်းကျင်ရှိဦးလျှောက်ဆန်းဖြစ်ပါတယ်။သူကခေတ်ဆက်ဆက်ဆရာနာရှင်တွေနဲ့ရင်းနှီးတဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့တဲ့သူပါ။အရသာဆွေရလက်ထက်ရန်ကုန်တိုင်းဝင်းကြီးကျောက်ဦးဖြုံးမင်းသိန်းနဲ့လည်းနီးကပ်တဲ့ဆက်ဆံရေးရှိခဲ့ပါဗျ တရုတ်တထေးကြီးရှောက်ဆက်ဟာနာဖစစ်ဆိုးရလက်ထက်ကတရုတ်နိုင်ငံကနေမြန်မာနိုင်ငံကိုရောက်ရှိလာသူပါလွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်ကသူ့ရဲ့ကိုယ်ရဲ့အချက်လက်တွေကိုသတင်းမီဒီယာအချို့မှဖော်ပြခဲ့ပြီးဇနီးပြည်သူရဲ့ဖခင်မှလည်းတရုတ်နိုင်ငံယူနန်ပြည်နယ်ဆိုးရအဖွဲ့ဝင်ဖြစ်တယ်လို့ဆိုကြပါတယ်သူဟာကွယ်လွန်သွားတဲ့ယာယီသမရဦးမြင့်ဆွေနဲ့နီးကပ်တဲ့ဆက်ဆက်ရရှိခဲ့ပြီးတဲ့နောက် ဆောက်လုပ်ရေးဝန်ကြီးဟောက်ဘူဇုတ်ခေမောင်မြင့်ကိုလည်းချဉ်ကပ်ပြီးတော့ဆောက်လုပ်ရေးနဲ့စီမံကိန်းတွေမှာလုတ်ပန့်ခွေလုတ်ကွက်တွေရရှိခဲ့ပါတယ်။ဒါအပြင်ရန်ကုန်မြို့ပြည်သူ့ရင်မြင့်ကိုလည်းနာဖစစ်ဆိုးရခင့်မြို့တော်ဝင်အောင်သိန်းလင်းလက်ထက်ကငွေကြေးအနည်းငယ်နဲ့နှစ်ရွှေငားရန်ခွင့်ရရှိခဲ့ပါတယ်။စေတနာမြို့တဲ့အများပိုင်ကုမ္ပဏီပိုင်ရှင်လဲဖြစ်ပြီးဝါယာကြိုးကေဘယ်ကြိုးတွေထုတ်လုပ်တယ်ရန်ကုန်တိုင်းမြောင်းနဂကြေးရွာကရန်ကုန် Crown Company စက်ရုံပိုင်ရှင်လဲဖြစ်ပါတယ် သူ့ရဲ့မြန်မာနိုင်ငံကလုပ်ငန်းတွေကတော်တော်လေးကိုကြီးကြီးမားမားရှိခဲ့တယ်။ငမိုးရိတ်တရာ၊ပခုတ်ဝူတရာ၊ညောင်တုံးတရာ၊ဘူကလေးပတ်ကတရာတွေရဲ့ဘိုးပိုင်လုပ်ငန်းတွေတရာလုပ်ငန်းတွေသူ့ပဲရခဲ့တာပဲ။ Time City လည်းသူ့ဟာပဲ။ LeBron တောင်ကျင်းနီစီမံကိန်းကရေတူးဖို့ရေလုပ်ငန်းတွေမှာလည်းထဲထဲဝင်ပါဝင်ခဲ့တဲ့အထိသူ့ရဲ့ကြွယ်ဝမှုကအမကန်းကိုရှိခဲ့တာ။ဦးရှောက်ဆန်းကညီဖြစ်သူနဲ့အတူ Time City အုပ်စုကိုလည်းတည်ထောင်ထားပါတယ်။ ဘရလောကသားတွေ၆လမ်းမှုရှိတယ်လို့လူပြောများနေတယ်။ရန်ကုန်မြို့က Time City ကိုတိဆောက်ခဲ့ရမှာလဲ။ဒီုတ်နိုင်ငံကပညာရှင်ဝန်ထမ်း၊အင်ဂျင်နီယာအလုပ်သမားတွေကိုအသုံးပြုခဲ့ပါတယ်။ ရုံမျိုးသက်စီမံကိန်းကိုတရုတ်ဘက်ကပြန်လည်စတင်ဖို့ Time City အုပ်စုနဲ့အတူဘိမြင်လော်စင်ဟန်ရဲ့တားဖြစ်သူ Asia World ကုမ္ပဏီကဥထုမြင့်နိုင်ခေါ် Steven Law တို့ခြေလှမ်းလှမ်းထားနိုင်ပြီဖြစ်ကြောင်းစေုပ်စုထောက်တိုင်းသတင်းဌာနဖြစ်တဲ့ MP News မှလည်းမနစ်က November လောက်ကဖော်ပြရေးထားထားပါတယ်။ဈေးကောင်းဆောင်ဟာနှစ်နိုင်ငံသဘောတူထားတဲ့ CMEC စီမံကိန်းတွေဖြစ်မြောက်ဖို့ PR ပေးခံနေရတယ်လို့နိုင်ငံရေးလေလာသုံးသပ်သူတွေကတွက်ဆကြပါတယ်။ ယူနန်ပြည်နယ်ဟာကြောက်ဖြူမျိုးကနေရေနံစိမ့်နဲ့တဘာဝတန်းွေတန်ချိန်တန်းပေါင်းများစွာကိုနှစ်စဉ်တည်ယူပို့ဆောင်ရရှိပါတယ်။ထောက်ပံ့ရေးခွင့်ဆက်အတွင်းကွာဟာချက်တွေကိုဖြည့်ဆည်းဖို့မြန်မာနိုင်ငံကိုယူနန်ပြည်နယ်ရဲ့စက်မှုလုပ်ငန်းတွေဖြစ်ပြောင်းလဲဖို့စ조사နေတာဖြစ်တယ်လို့လဲဆိုပါတယ်။ယူနန်ပြည်နယ်ဟာမြန်မာနိုင်ငံရဲ့စီးပွားရေးအတွင်းနဲ့အထိပုံမိုစိတ်ဝင်ထိုးဖောက်လာနိုင်ပုံကိုကျွန်းနိုင်ငံရဲ့လေလာသုံးတတ်တဲ့ပညာရှင်တို့ကလည်း how you not can see the initiative ဆိုတဲ့စမ်းစစ်ချက်ဆောင်းပါးမှာထည့်သွင်းဖော်ပြထားပါတယ်။သုံးသက်ချက်အရယူနန်ပြည်နယ်ဟာမြန်မာနိုင်ငံရဲ့စီးပွားရေးဆက်နွယ်မှုမှာနတ်ရှိုင်းစွာပါဝင်နေတယ်လို့ယူဆရတယ်လို့နိုင်ငံရေးလှလာသူတရုတ်မြန်မာအရေးကျွမ်းကျင်သူဒေါက်တာလှကျော်စောကဆိုပါတယ်။ ဦးစားပေးတဲ့ပြည်နယ်တွေကယူနန်တို့ဟွန်နင်းတို့ကွေကျိုးတို့ပါတယ်ဗျအဲ့တော့ယူနန်အတွက်ကပင်လယ်ထွက်ပေါက်ကသိအရေးကြီးတယ်လေနော်အဲ့တော့ကြောက်ဖြူရင်းနဲ့စိတ်ကမ်းထီတို့အဲဟွန်နင်းဖွင့်နိုင်မှုမြေထားလမ်းဖွင့်နိုင်မှု အများကြီးကြိုးစားနေတယ်ဗျအဲကျွန်မကြည့်တာတော့ယူနန်ပြည်နယ်ကဗမာပြည်ရဲ့စီးပွားရေးထဲမှာတော်တော်ကိုထဲထဲဝင်ဝင်ပါဝင်နေပြီထင်တယ်နော်ဒီဥက္ကဋ္ဌလိုပြတချို့အလုပ်တွေကိုသူကတိတ်ပြီးကြေကြေပြန့်ပြန့်မပြောဘူး သူတို့တော်တော်အထက်စီးရမှပြောတတ်တာရေငုံမျိုးသစ်စီမံကိန်းစက်ချောင်းကို ပြန်ကောက်ရမယ်ဆိုရင်ဒီစီမံကိန်းကတရုတ်မြန်မာစီးပွားရေးစင်းကြံ CMEC ရဲ့တစိုက်တသေးသားဖြစ်ပါတယ်ကနဦးစတင်စဉ်ကအမေရိကန်ဒေါ်လာ3.5ဘီလီယံရထားခဲ့ပါတယ်2023ခုနှစ်တမရဟောင်းဦးသိန်းစိန်အစိုးရခေတ်ဦးမြင့်စွေရန်ကုန်တိုင်းဝင်ကြီးချုပ်ဖြစ်ခဲ့စဉ်ကစတင်ရထားပြီးတဲ့နောက် စီမံကိန်းမှာပါဝင်ပတ်သက်မှုတွေရဲ့ရှုပ်ထွေးပွေလီတဲ့ဇက်ကြောင်းကြောင့်ရပ်ဆိုင်းခဲ့ရပါတယ်။အဲဒီစီမံကိန်းကိုဆက်မလုပ်တော့ကြောင်း2014ခုနှစ်စက်တင်ဘာလ26ရက်မှာတော့ရန်ကုန်တိုင်းလွှတ်တော်စည်းဝေးမှာရန်ကုန်မြို့တော်ဝင်ဦးလှမြင့်ကရုတ်တရက်ကြေညာခဲ့တာပါ။ရပ်ဆိုင်းလိုက်ရတဲ့အကြောင်းရင်းကိုတော့ အစိုးရဘက်ကစီမံကိန်းကိုဥရှောက်စံပိုင်နဲ့မြမစေတနာမျိုးတက်အများပိုင်ကုမ္ပဏီကိုတဦးရဲလုံဆောင်ခွင့်ပေးလိုက်ကြောင်းကြေညာခဲ့ရာကနေဟိုးလေးတော်တော်ကျော်ဖြစ်သွားခဲ့ပြီးတဲ့နောက် လုံထုံးလုံနီးတွေပွင့်လင်းမြင့်တာမှုမရှိတာတွေနဲ့လက်သိပ်ထိုးတဲ့ကိစ္စရပ်တွေကို သတင်းမီဒီယာတွေက ဖော်ထုတ်ခဲ့တာကြောင့်လို့အများပြည်သူကယူဆခဲ့ကြပါတယ်။ဦးသိန်းစိတ်လက်ထက်ကရက်တက်ခဲ့တဲ့ဒီစီမန်ကိန်းကို NLD အစိုးရက2018ခုနှစ် February လ26ရက်မှာဆက်လက်ကောင်ထည်ဖော်ဖို့အတည်ပြုခဲ့ပါတယ်။စီမန်ကိန်းအတွက်ရန်ကုန်နောက်တောင်ဘက်ကန်တကြောကဒလစိတ်ကြီးခနောက်တိုးတွန့်တေး ကြီးမြင့်နိုင်မျိုးနယ်တို့ကနေမြေကစုစုပေါင်း3သိန်းထက်မနည်းနေရယူဖို့တည်ယူခဲ့ပါတယ်။အဲဒီနောက်မြေပိုင်ရှင်တွေကို တိုင်းဆိုရက ပြန်လည်နေရချထားပေးခဲ့တာပါ။မြေတစ်ဖက်ကန်ကိုကူဖို့တံတားငါးစင်တံမိုးနဲ့တိုက်ခန်းတွေပြပတင်မောတွေစိုက်ကပ်ဖို့စိတ်ကံမျိုးပြဆိုင်ရအခြေခံအဆောက်အုံတွေကိုတိဆောက်ဖို့စီမံကိန်းကာလကို10နှစ်တာတက်မှတ်ခဲ့ကြောင်းရန်ကုန်မြို့တစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် NYDC ကဆိုပါရယ် ISP China Desk ရဲ့မှတ်တမ်းတွေအရအရသဆိုရ NLD လက်ထက်2020ခုနှစ်ဇန်နဝါရီလကတရုတ်တမရရှိချင်းဖြင့်မြန်မာနိုင်ငံကိုရောက်လာပြီးအဲဒီစီမံကိန်းကိုတရုတ်မြန်မာစီးပွားရေးစင်ကြအောင်မှာထည့်သွင်းဖို့ဆွေးနွေးခဲ့ပူပါတယ်အဲဒီရန်ကုန်မြို့တက်စီမံကိန်းပထမအဆင့်ကိုအကောင့်ထဲပေါ်ခွင့်ရရှိထားတဲ့ပြည်ရင်းကုမ္ပဏီ၃ခုကို NLD လက်ထက်တိုင်းဆိုရကလုတ်ခွင့်ပြုခဲ့တာပါ။အဲဒီ၃ခုအနေနဲ့ရန်ကုန်နောက်တောင်ဒေသအများနဲ့သက်ဆိုင်သောကုမ္ပဏီက ဦးသိန်းစိန်လက်ထက်ဝေဖန်မှုတွေကြောင့်ရက်ဆိုင်ခဲ့ရမှာပါဝင်ခဲ့တဲ့ဦးလျှောက်ဆန်းပိုင်ဆိုင်တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဦးလျှောက်ဆန်းမှာ Energy ဆိုရလက်ထက်က Time City စီမံကိန်းအတွက်သာလူလုံးပြခဲ့ပေမဲ့နောက်ွယ်မှာရန်ကုန်မြို့သစ်စီမံကိန်းကိုတနည်းတစ်ဖုံနဲ့တစ်ဆင့်ငံပါဝင်ပတ်သက်နေတာဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်အချို့ကဆိုပါတယ်။စီမံကိန်းဟာ NLD ဆိုရလက်ထက်2020ခုနှစ်ရွေးကောက်ပွဲမတိုင်ခင်ကာလဆက်ကြားမှာတော့ ကျုပ်ကုမ္ပဏီဖြစ်တဲ့ CCCC ရဲ့အဆိုပြုချက်အတွက်အခြားသောပြည်ရင်းပြည်ပကုမ္ပဏီ၉ခုတို့ကအပြိုင်သွင်းသင်းလာတဲ့အဆိုပြုချက်တွေကိုစီစစ်ရွေးချယ်ရမယ့်အစမှာရောက်ရှိနေပြီဖြစ်ပါတယ်။အလင်းမြန်စတင်မှုတရုတ်ဆိုရကဖိအားပေးခဲ့ပေမဲ့ NLD တိုင်းဆိုရကစီမံကိန်းနဲ့ပတ်သက်ပြီးကုမ္ပဏီရဲ့နောက်ကျောင်းရာဇဝင်ကိုလွတ်တော်ကိုယ်စားလှယ်တွေနဲ့မီဒီယာတွေကထောက်ပြခဲ့မှုတွေကြောင့်စနစ်တကျတွက်ချက်ဖို့စီစစ်နေဆဲဖြစ်နေလို့နှောင့်နှေးကြံကြားခဲ့ပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလ1ရက်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့စစ်ကော်မရှင်တပ်ကရန်ကုန်မြို့တစ်စီမံကိန်းကို အသက်သွင်းမှုစူးစမ်းခဲ့ပါတော့တယ်။စစ်ကော်မရှင်ဟာဆိုရင် စီမံကိန်းကိုအဓိကကင်တွယ်နေတဲ့ NYDC ရဲ့မူလဒါရိုက်တာအဖွဲ့ကို2021ခုနှစ်နိုဝင်ဘာလမှာအဖွဲ့ဝင်အသစ်တွေနဲ့စာထိုးခဲ့ပါတယ်။ခန့်အပ်ပြီးနှစ်နှစ်ကြာ2024ခုနှစ်နှစ်ကုန်ပိုင်းမှာတော့ဥရှောက်စန်းတို့ပြန်လည်ပါဝင်ပတ်သက်လာတယ်လို့ စီးပွားရေးတိုက်ပွဲမှာသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။အထက်ပေါ်ပြပါကိစ္စရပ်တွေအရအချုပ်ဆိုရမယ်ဆိုရင်ဦးရှောက်စန်းဟာဒီစီမံကိန်းကိုလုံခြုံရေးရဖို့ NLD ဆိုရာယခုစစ်ကော်မရှင်လက်ထက်အထိအာဏာပိုင်ဆက်ဆက်ကိုနီးလန်းစုံတုံချင်းကပ်ခဲ့ပြီးတဲ့နောက်စစ်ကောင်းဆောင်မင်းအောင်လှိုင်လက်ထက်မှာတော့အမှန်တကယ်လုံခြုံရေးရနိုင်တော့မယ်လို့စီးပွားရေးအတိုင်းဝိုင်းကမှန်းဆတွက်ချက်နေကြပါတော့တယ် လောကောမီဒီယာဖြင့်ဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝင်ပြည့်ခြင်းဖြင့်ဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။